အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြောပြချင်တာကတော့ဒီအာရှမျိုးသမီးချန်ပီယံလိပိုင်ပွဲတွေရဲ့ official schedule ထွက်လာပြီပေါ့နော်တရားကိုလည်း IFB အသင်းရဲ့တရားဝင် Facebook page ကနေကြွညာတာဖြစ်ပါတယ်အဲပွဲစဉ်ချိန်ကြားကတော့ဘယ်လိုလဲဆိုတော့ကျွန်တော်မြန်မာအသင်းအမြန်မာကူစားပြု IFB အသင်းကအုပ်စုဖွင့်ပွဲစဉ်မှာတောင်ကိုရီးယားနိုင်ငံကူစားပြုစူဝမ်မျိုးသမီးအသင်းနဲ့ နိုဝင်ဘာလ9ရက်နေ့စနေနေ့ညနေ4နာရီအချိန်မှာသူအနာကောမှာကံမှာဖြစ်ပါတယ်။အုစုဒုတိယမြောက်ပွဲစဉ်အဖြစ်ကတော့ဒီဂျပန်နိုင်ငံကိုသာပြုတိုကျိုဘာဒီပလီစာတင်းနဲ့နိုဝင်ဘာလ12ရက်နေ့ဗုဒ္ဓဟူးနေ့ညနေ4နာရီအချိန်မှာသူအနာကောမှာကံမှာဖြစ်ပါတယ်။ညအုစုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့နာဂူရန်မြို့သမီးတင်းနဲ့ပွဲမှာတော့ နိုဝင်ဘာလ15ရက်နေ့စနေနေ့ညနေ4နာရီချိန်မှာကံမှာဖြစ်ပါလိမ့်မယ်ပေါ့နော်ဝေဒင်အားလုံးကိုသူဝနာကွန်မှာပဲရှင်မင်းကစားကြမှာဖြစ်တယ်အဲလက်ရှိတည်ရတဲ့တည်ရင်ရတော့ IFB Facebook Page ရဲ့ဒီတရားဝင်ထုတ်ပြန်တဲ့တည်ရင်အရဆိုရင်ဒီထုတ်လွှင့်ပြသမဲ့ line ကြီးကတော့သူတို့ဟို ညှိနှိုင်းလဲဖြစ်လို့ official ချမပြသေးဘူးကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမယ်ပေါ့နော်လက်ရှိမှာတော့တည်ရတာတစ်ခုကတော့ line ကပြမှာပဲတည်ရတယ် channel ပဲ line တွေကပြလို့ရအောင်မလဲဆိုတော့ဘယ်လိုထုတ်ပြန်ထားခြင်းမရှိသေးဘူးကျွန်တော်ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ပေါ့နော်အဲကျွန်တော်ခုတနေ့ကတင်ခဲ့တဲ့ပုံလေးအကြောင်းလေးနည်းနည်းထပ်ပြောခြင်းနေပေါ့နော်ကျွန်တော်ကဒီ ILB သင်ရည်ဒီပရိသတ်ဒီပေါ်လေးသားမှုကိမဲ့လို့နေဆိုလက်ပူစီတင်လိုက်တယ်ပေါ့နော်ဟိုဒါ ILB တွေတိုက်ခိုက်နေလဲမဟုတ်ဟို ဒီမှာကိုမန်နေမှာမြင်ရတယ်ဗျာဟိုတချို့လူတွေကနားလည်မှုလွေးနေကြတာရှိတယ်ဘလို့နားလည်မှုလွေးနေကြတာလဲဆိုတော့ကျွန်တော်ပြောချင်တာက IB အတင်းရဲ့ဒီကျွန်တော်တို့ကတော့ဒီအာရှမျိုးမီ Champion League တိုင်ပွဲရဲ့ official match schedule တွေကိုဟိုညှိနှိုင်းသေးမလို့ဒီအဝင်ချပြနိုင်ခြင်းမရှိသေးပါဘူး။ဘာညာပေါ့နော်။အလူပို့လေးတွေဒါဒါမှမဟုတ်လေအတင်းရဲ့ကစားသမားတွေရဲ့ဒီ training မှာ သင်နေတဲ့ပုံလေးလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေတင်ပြီးသိချင်တာကျွန်တော်တို့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပြိသက်တွေပေါ့နော်ဥမာအမျိုးသမီးဗန်နေပူပူပြီးတော့ဟိုသိချင်တယ်ပေါ့နော်ဟိုဘာဖြစ်လို့လဲဆိုတော့သူတို့ချစ်တဲ့သာသမားတွေပေါ့နော်ဟို training သင်နေတဲ့ပုံလေးလေးများရဆိုလဲခင်ဗျားလူပဲစဉ်းစားကြည့်ဗျာဟိုဘယ်လောက်ပြောစရာကောင်းမလဲဟုတ်တယ်မလားအခုကြာ ISB တင်ဘာဘာတော့ခုမှလည်းတင်ထားတာမရှိဘူးလေပြော အဲ့လိုမျိုးအချိန်ကြီးတွေကြတော့ဟိုအဆင်ပြေဘောဗျာနည်းနည်းဟိုပေးအတမင်ပါလေနည်းနည်းလုံးလေးလုံးပေါ့နော်ဟိုမတိရတိဘူးဆိုလည်းမတိရသေးဘူးပေါ့နော်အဲဒီညမှာတချို့ကွန်းမန်နေဆိုပါလေပါပြောပါလေပါဟိုမြန်မာတွေကတက်တက်တရှူရှိရတယ်နီးစနစ်ပိုင်းနေပါလေဘာလို့တင်ပြရမှာတော့ဟောကျွန်တော်ကနီးစနစ်ပိုင်းနေတင်ခိုင်းနေမဟုတ်ဘူးလေဟုတ်တယ်မလားဟိုတချို့မီဒီယာလေးတွေသွားမေးလို့ဟောကျွန်တော်တို့ i s a မြို့သမီးတင်းရဲ့ဟိုကစားသမားလေးတွေ training စင်းညာလေးတွေမြင်ရတယ်လို့ပြောတာဟုတ်လေ။ဟောမီဒီယာကြီးကဘာအောင်လို့လဲလှုပ်ရှုပ်တယ်ပါလေ။ဟိုအဲ့လိုမဟုတ်ဘူးပြ။ကျွန်တော်တို့ကကြတော့ကိုပါပြီးတဲ့တင်းရဲ့ပုံရင်းလေးကိုဟိုသိကျင်တာပဲရှိတယ်။ဒါမျိုးပေါ့နော်။အချိန်ကြီးနိုင်တာလေကျွန်တော်အဆင်ပြေသွားတယ်ပြ။ညနေ၄နာရီဆိုတဲ့အချိန်ကကျွန်တော်နီနီဝေဝေပြိသက်တွေအတွက်ပြန်ရတဲ့အချိန်ကအဆင်ပြေသွားတယ်ပေါ့နော်။အရင်ကျွန်တော်တို့ဒီဟိုဟိုပေါ့နော်ကျွန်တော်တို့လေ့လာရတဲ့ဟာပေါ့နော်ကျွန်တော်အရင်ပြောဘူးပါလေဒီ ဒီအချိန်တွေကတော့မတိကြဘူးပေါ့နော်ရက်ဆွဲတွေကတော့ကံမဲ့ရက်တွေကတော့တိကြရဲဆိုတော့ကျွန်တော်ပြောဘူးလေအခုဆိုရင်ပြည်သူတွေအားလုံးမျှော်လင့်နေတယ် IMBE အတင်းရဲ့တရားဝင်ထုတ်ပြန်ကြေညာချက်တွေထွက်လာပြီပေါ့နော်အဲပွဲစဉ်တွေကိုတော့နိုဝင်ဘာလ9ရက်နေ့မှာစူဝမ်မျိုးသမီးနဲ့ကံမဲ့ညနေ၄နာရီအချိန်မှာကံမဲ့နိုဝင်ဘာလ12ရက်နေ့မှာဒီဂျပန်နိုင်ငံကုသပြုတူဂျိုဘာလီပလီစာအတင်းနဲ့ကံမဲ့ညနေ၄နာရီအချိန်မှာဖြစ်တယ်အောက်ဆုံးနောက်ဆုံးပွဲစဉ်ကိုတော့မြောက်ကိုရီးယားနိုင်ငံကုသပြုနာဟိုရန်အတင်းနဲ့ ကံရမှာဖြစ်ပါတယ်ညာနေအုပ်စုပွဲစဉ်တွေကိုတော့ညာနေ၄နာရီအချိန်မှာကံမယ်သူဝနာကိုမှကံမှာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ပြည်သက်တွေအားလုံး IS building ကိုသူဝနာကိုနေတည်သွားပြီးတော့ဝင်ရအပီလိုက်အောင်ပါအားလုံးကြည့်ဦးတင်ပါခင်ဗျာ